ရီယယ်မက်ဒရစ်အသင်းရဲ့ကျယ်ပွင့်ကစားသမားတွေဖြစ်တဲ့ဘာပေနဲ့ဗီနီစီယပ်စ်တို့ရဲ့ဆက်ဆံရေးဟာဟန်ပြဆက်ဆံရေးသားဖြစ်ပြီး၎င်းတို့အကြားအပြိုင်မှုတွေရှိနေတယ်လို့စပိန်ဘောလုံးဝေဖန်သူမီဒီနာကသုံးသပ်ပြောကြားခဲ့ပါတယ်။ပြင်သစ်လူရေးစင်တိုက်စင်မှုဘာပေဟာပြီးခဲ့တဲ့နေရာဒီကမှ PSG အသင်းကနေရီယယ်မက်ဒရစ်အသင်းထံပြောင်းရွှေ့ခြင်းအလွတ်နဲ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ဘာပေရောက်လာပါကရီယယ်အသင်းမှာကျယ်ပွင့်ကစားသမားတွေအကြားပြိုင်ဆိုင်မှုတွေရှိလာနိုင်ပြီးအသင်းမှာပြိုကွဲမှုတွေရှိလာနိုင်ကြောင်းသုံးသပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ Real Madrid ရဲ့အသင်းဟာအခုရာသီမှာအကောင်းဆုံးရှေ့ဆက်နေပြီး La Liga Champions League နဲ့ Spain ဘရင်ဖလားပြိုင်ပွဲ၃ခုစလုံးမှာ Champions ကိုမျှော်မှန်းနိုင်တဲ့အနေအထားမှာရှိနေပါတယ်။ဒါပြင်ဘာပြင်နဲ့ Vinicius တို့ဟာလည်းဆက်ဆံရေးအဆင်ပြေနေပြီး Real အသင်းမှာရလက်ကောင်းတွေရရှိနေပါတယ်။ဒါပေမဲ့ Spain ဘောလုံးဝေဖန်သူ Medina ကဘာပြင်နဲ့ Vinicius တို့အကြားဟန်ပြဆက်ဆံရေးသားရှိပြီး၎င်းတို့အကြားအပြိုင်မှုတွေရှိနေကြောင်းသုံးသပ်ခဲ့တာဖြစ်ပါတယ်။ Medina က ။ဘာပီနဲ့ဘီနီစီယက်တို့ကတော့သူတို့အကြားညှိကိုဆက်ဆံရေးရှိတယ်လို့ပြောနေကြတာပါပဲ။ဒါပေမဲ့ဒါကကင်မရာရှေ့မှာသာလူတွေယုံအောင်အယုံသွင်းနေတာပဲရှိပါတယ်။ Real Madrid ပွဲတွေကိုကြည့်မယ်ဆိုရင်ဘာပီနဲ့ Vinicius တို့ရဲ့ဆက်ဆံရေးကိုသိနိုင်ပါတယ်။သူတို့ကြောင့် Real ရဲ့အသင်းနှင်နာခဲ့တာတွေအများကြီးပါ။ကွင်းတွင်းမှာသူတို့ဟာတူဦးကိုတူဦးမကြည့်ကြသလိုဘောလုံးပေးကစားတာမျိုးလည်းသိပြီးမတွေ့ရပါဘူးလို့ပြောပါတယ်။ဘာပီနဲ့ Vinicius တို့ဟာအခုရာသီမှာ Real ရဲ့အတွက်အဓိကကစားသမားအဖြစ်ပွဲထွက်ကစားနေကြပြီ။ဘာပီဟာပြိုင်ပွဲစုံ44ပွဲမှ ာ32ဂိုးသွင်းယူထားပေမဲ့လည်း Phoenix CS ကတော့ပြိုင်ပွဲဆုံးပွဲ၄၀မှာ19ဂိုးသာသွင်းယူထားနိုင်ပါသေးတယ်။